်င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့ဗုဒ္ဓအလိုချမနမလစဉ်နှစ်ကိုဖတ်ပြပေးသွားမှာပါမနမလစဉ်ဆိုတဲ့ဘဝနေနည်းကဥပုပ်တီလာစောက်တီခြင်းနဲ့ဆက်ဆက်နေတဲ့ဆိုတာကို ရှင်းပြခဲ့ပါတယ်အခုဆက်ရေးမှာကဟုတ်ပြီနေတိုင်းတော့ဥပုပ်မစောင့်နိုင်ကြဘူးသို့တော့တရက်လေးစောင့်ပြီးနောက်ရက်ကျတော့အရင်လိုပဲပြန်နေထိုင်မယ်ဆိုရင်လေကုသိုလ်တော့ရမယ်ရည်ရှိမှာ ကိုယ့်ရဲ့လူနေမှုပုံစံကပြောင်းလာမှာမဟုတ်ပါဘူး minimalist ဖြစ်လာမှာမဟုတ်ပါဘူးဒီတော့ကိုယ်စိတ်အေးချမ်းဖို့မလိုအပ်တာတွေဖယ်ပြီးတကယ်အရေးကြီးတာတွေကိုပဲအာယုံစိုက်နိုင်ဖို့အတွက်ဥပုပ်ဆောင်တဲ့အခါမှာစောင့်ထင်းရတဲ့တိလတွေကိုနေ့စဉ်ဘဝစီဘလို့ဆွဲယူမလဲဆိုတာကိုရေးမှဖြစ်ပါတယ်ပုံမှန်၅ပါးတိလကိုဖယ်လိုက်မယ်အပြမစရိယာကလည်းနေ့စဉ်ရှောင်နေဖို့ခက်တယ်အတိတ် ပူလာတဲ့သုံးပါးကိုပဲကြည့်ရအောင်ပါနံပါတ်1ဝိကာလဘောဇနာနေလွဲညစာစားခြင်းမှရှောင်ကျင်တာပါရည်ရွယ်ချက်က productivity နဲ့ဟပ်ပါအခုခေတ်ခေါ် intermittent fasting ပေါ့လုပ်ကြည့်ပါဆဆချင်းတော့တိတ်တင်းတင်းကြက်ကြက်ကြီးမလုပ်ပါနဲ့တနေ့ကို6နာရီပဲအစာစားမနေ့တခါနေ့လယ်စားတခါညဘက်ကိုမနေနိုင်ရင်တော့အသီးဖြော်ရီလောက်တော့တောက်ပေါ့ အသီးလေးစားရင်လည်းစားပေါ့နောက်တစ်ခုကဥပုံစောင့်နေဆိုရင်နေ့လယ်7နာရီကြော်တာနဲ့မစားရတော့ဘူးလို့ပြောကြပါတယ်အစင်လာသတ်မှတ်ထားတော့ဒီပြောရတော့ခက်ပါတယ်ဒါပေမဲ့မနေ့7နာရီ7နာရီလောက်မှထပြီးတော့မနေ့စာကိုအဲ့တော့မှစားနေ့လယ်စာကို3-4နာရီမှစားတတ်သူဆိုရင်တော့နည်းနည်းခက်သွားတာပေါ့နော်အခုကတော့ဥပုံယူထားတာလို့မဟုတ်တဲ့အတွက် ပြဿနာမရှိပါဘူးကိုယ့်ရဲ့အိတ်ချိန်နိုးချိန်နဲ့ကပ်ပြီးတော့အစာစားပါအဓိကကနှစ်နက်ပဲစားဖို့ပါတရေစားတွေစီကြောမုန့်တွေလည်းလျှော့ပါအိမ်မှာဖြစ်နိုင်ရင်လည်းဝယ်မထားပါနဲ့မဟုတ်ရင်စားမိနေပါလိမ့်မယ်ရလာမယ့်အကျိုးကျေးဇူးတွေကတော့ပေါ်ပါမယ်လန်းဆန်းမယ်အလုပ်ပိုလုပ်နိုင်မယ် productive ဖြစ်မယ်ရေရှည်မှာကျန်းမာရေးကောင်းမယ်ဝိတ်ကြသွားမယ်ချက်ချင်းတော့မဟုတ်ပေမဲ့လေးဘက်ကနေ 6ပတ်လောက်မှစပြီးတော့တည်သာလာမယ်။ဈေးတွေတောက်ပြီးဟုံတိုင်းဆိုပြီးကြာသွားတာမျိုးထက် ရေရှည်ခံပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ညသာစီစဉ်ရတဲ့ဒုက္ခလည်းတက်တာသွားမယ်။အမေကချက်ပြေတာဆိုရင်လည်းအမေတို့အလုရှုပ်တက်တာသွားမယ်။ကုန်ကြားစရိတ်ယော့မယ်။ပိုပြီးတော့လှူဒန်းလာနိုင်မယ်။နံပါတ်1နိစ္စကိတဝါဒိတာ ပါဠိလိုရေးရခလို့ဒီလောက်ပဲရေးလိုက်ပါမယ် ကာချင်းတီဆိုချင်းတီးမှုချင်းအဲ့ဒါတွေကို ကြည့်ရှုနားထောင်ချင်းပန်းပန်ချင်းနတ်တာလိန်ချင်းတို့မှရှောင်ချင်တာပါ သူ့ရဲ့ရွယ်ချက်ကတော့စိတ်မှာဒေါသတွေလွမ်းဆွေးတာတက်မှတ်တာစသဖြင့်အညစ်ကြေးတွေမဖြစ်စေချင်တာပါဒီနေရာမှာအလုတ်တဘာဝရာ entertainer လို့ခေါ်တဲ့ dancer တွေအဆိုတော်တွေအဒီသမားတွေရုပ်ရှင်တရုပ်ဆောင်တွေ model တွေကတော့ဒါကိုစောင့်ထိန်မှုရခတ်ပါတယ် ာမန်လူတွေနေနေကတော့နည်းနည်းလွယ်ပါတယ်။ကတာဆိုတာတီးမှုတ်တာမလုပ်ဖြစ်ကြပါဘူး။သို့တော့နားမထောင်ဖို့ကြတော့ခက်ပါတယ်။ရုပ်ရှင်မကြည့်ဖို့ခက်ပါတယ်။ဝါသနာပါတာမပါတာနဲ့လည်းဆိုင်သေးတာကိုနောက်တစ်ခုဆိုရှယ်မီဒီယာဖျားခင်မှာမရှိသေးလို့မပါပေမဲ့သူကလည်းစိတ်ကိုညင်ညူးစေတဲ့အထက်မှာပါပါတယ်။လုံးလုံးဖြတ်ဖို့ကလည်းမလွယ်ပါဘူး။တရင်ချက်လက်တွေကရတယ် လောက်တော်လဲလို့မယ်ဒါပေမဲ့ဆိုရှယ်မီဒီယာတွေရုပ်ရှင်ကြည့်တာတွေဂိမ်းတွေကို အချိန်တစ်ခုတော့သတ်မှတ်ပြီးသုံးဖို့လိုပါမယ်ဒါကို digital မနမလဇင်းလို့လဲခေါ်ပါလေလောက်ကြည့်ပါတိတိသာသာအချိန်တွေ ပိုထွက်လာတာတွေ့ရပါမယ်ပိုထွက်လာတော့ဘာလုပ်နိုင်လဲမိသားစုကိုအချိန်ပေးတာအပင်စိုက်တာ စာဖတ်တာပညာရေးမှာလေ့လာတာမျိုးတွေပိုအရေးကြီးတာကို လုပ်နိုင်လာတာပေါ့နောက်တစ်ပိုင်းက နန္တာလိန်နာပမ္ပန္နာဒါတွေကကိုကိုကိုဒီမတက်မတ်အောင်ကိုကိုသူများတက်မတ်တာမျိုးမဖြစ်အောင် ထိန်းခိုင်းတာပါဒီနေရာမှာလေကိုရဲ့အလှပရုပ်ရည်နဲ့အလုတ်လုပ်ရတဲ့အန်တက်တဲ့ပြောရရင်ကိုကိုတက်မတ်အောင် နှစ်တက်အောင်လုပ်ရတဲ့အလုတ်ကင်မျိုးတွေကထိန်းရခပြန်ပါတယ်ဘသူမဆိုတော့လေလှကျင်ပကျင်တာပဲလေသို့တော့တက်နိုင်တဲ့လောက်တော့လျှော့ပေါ့ဥပမာ ခန္ဓာကိုယ်အချိုးအစားလှဖို့ဂျင်းဆော့တာတော့တော့ရပါတယ်တအားပိန်ရင်ပြီးတော့ဆေးတွေတောက်တာမျိုး ခွဲစိတ်ပြုပြင်တာမျိုးကြတော့မလုပ်ပါနဲ့အမ် cost benefit ဖိုးတွေရော့သွားမယ်အမ်ဒါဆိုရင်ငွေဘိုးငွေရှန်ထွက်လာမယ်စုမိဆောင်မိမယ်လှူနိုင်တန်းနိုင်လာမယ်ပေါ့နံပါတ်3ပု္ပ္ပာတယနာမဟာတယနာမြင့်မြတ်သောနေရာတို့မှာအိတ်ဆက်အနားယူခြင်းမှရှောင်ကျင်ခြင်းမှ ိုအခုအိတ်နေတဲ့ဂရင်ကို ရောင်းပြရမယ်မပြောပါဘူးဒီကျမ်းမော်ဖြာခင်းအိတ်မယ်လို့လည်းမဆိုလိုပါဘူးလုံနိုင်ရင်တော့ကောင်းပါလေသို့တော့ဖြည်းဖြည်းချင်းလျှော့ပါဥပမာအကွန်မဖွင့်မယ်ပြင်းလင်းပေါက်ဖွင့်ချင်းနှောင်းထောင်းပြီးတဘာဝလေးလေးနဲ့အိတ်ကြည့်တာမျိုးစဆချင်းတော့အိတ်ရခတ်ပါလိမ့်မယ်သို့တော့ကြာလာရင်ရိုးရှင်းစွာအိတ်ဆက်ရတာကို ပြောလာပါလိမ့်မယ်မနဲ့နိုးလာရင် အပြင်းတက်မနေတော့ဘူးပေါ့အိယာကလည်း ချက်ချင်းထနိုင်လာမယ်။နောက်ပြီးချမ်းသာစွာအိပ်စက်ရတယ်ဆိုတာအိယာအကောင်းစားကြီးနဲ့အိယာတာမျိုးကိုမဆိုလိုဘူးတဲ့။ကိုဒီနေ့တနေ့တာမှလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေအကျိုးရှိတာလေးတွေကို ပြန်တွေးရင်အိယာတာကသာတကယ်ချမ်းသာအစေလို့ဟောပါတယ်။တနေ့တာမဟုတ်ပါဘူး။တလာတာဖြစ်ဖြစ်တဘဝစာဖြစ်ဖြစ် တင်စားပြောရရင် sleep အင်းရစီတော့ merit ပါ ကုစုပင်လေကြီးတဲ့အိတ်ဆက်ပါပေါ့အဲ့ဒီလိုဆိုရင်နှစ်နှစ်ခြိုက်ခြိုက်လေးအိတ်ပြော်လိမ့်မယ်မနက်ကိုမနက်ဆိုရင်လဲလန်းလန်းဆန်းဆန်းနဲ့ထနိုင်လာမယ်ညမအိတ်ခင် နောက်ဆုံးတွေးခဲ့တဲ့အတွေးကနောက်တနေ့မနက်ကိုဘလို့နိုးထမလဲဆိုတဲ့အပေါ်မှာတက်ရောက်မှုရှိတာကိုဒါတွေကတော့ဥပုပ်ဆောင်ရင်းကနေကိုယ့်ရဲ့လူနေမှုဘဝကိုဘလို့ပြောင်းရမလဲဆိုတာရည်ထားတာဖြစ်ပါလေဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ကျွန်တော်တို့ထင်နေကြတာကဒုက္ခကြောင်းတွေမမြဲခြင်းသဘောတွေပဲဟောနေတဲ့ဘာသာလို့ထင်ကြပါတယ်။လူငယ်တွေနဲ့မနှီးဆက်တယ်လို့ဖြစ်နေတယ်။တကယ်တမ်းဗုဒ္ဓရဲ့အဆုံးအမတွေကအစင့်လိုက် ဟောထားတာပါ။ပါရမီမရင်တန်သေးတဲ့သူတွေအတွက်ဘဝကိုဒုက္ခလို့မမြင်နိုင်သေးတဲ့သူတွေအတွက်လည်းလူရဲလို့ဖြစ်လာရင် လူပီတအောင်ဘယ်လိုနေရမလဲ။ပစ္စည်းဥစ္စာချမ်းသာခြင်းရင်ဘာတွေလုပ်ရမလဲ။စသဖြင့်ဟောကြားခဲ့တာတွေကလည်း အများကြီးရှိပါတယ်။အခုဥပုပ်စောင့်နာဖို့ပဲကြည်ပါ။ကုသိုလ်ရဖို့ဆိုပြီးကြိတ်မိတ်လုပ်ရတဲ့အလုပ်တက်တက်မဟုတ်ပါဘူး။ကိုယ့်ရဲ့လူနေမှုပုံစံကိုပြောင်းခိုင်းတာပါ။ဒီလိုတွေနားလည်လာတော့ဥပုပ်စောင့်ရတာမပြင်းမှန်းတော့ဘူး။ပိုပြီးလဲအရသာရှိလာတယ်။ဖျားတဲ့ရှေ့ထိုင်းတိလမယူပြင်းရင်တောင်မှအခုရေးထားသလိုနေ့စဉ်ဘဝမှာကျင့်သုံးတဲ့အတွက်တိတိတသာအေးချမ်းလာတယ်။ အရေးကြီးတာတွေကို ပို့ပြီးတော့အာယုံစိုက်နိုင်လာတယ်။တရားကုံတော်6ပါးမှာပါတဲ့တန်ထိတ်တိခေါ်ဆိုတာအဲ့ဒါပါပဲ။လက်တွေ့လုပ်ရင်ဒီဘဝဒီဘဝမှာတဲ့အကျိုးရှိတယ်။အခုကျွန်တော်ရင်းနေတာကလည်းကျွန်တော်ကိုယ်တိုင် လုပ်ကြည့်ပြီးတော့အကျိုးရှိခဲ့လို့ပြန်မျှဝေနေတာပါပဲ။ပုဖို့စောင့်မှုတွေဗုဒ္ဓဘာသာမဟုတ်လည်းရပါတယ်။တရားထိုင်ဖို့အတွက်ဗုဒ္ဓဘာသာမဟုတ်လည်းရပါတယ်။ကိုယ်စိတ်ထဲမှာ နဘဝရှိတာမရှိတာနတ်ပြည်တွေငရဲပြည်တွေတကယ်ရှိမရှိ တန်တရာဖြစ်နေလားရပါတယ်အတင်းမယုံခိုင်းပါဘူးအခုပြောသလိုသာလောက်ကြည့်ကြည့်ပါ အကျိုးရှိလာပါမယ်7မိနစ်လောက်ဝင်လေထွက်လေလေးမှတ်ကြည့်ပါအဲ့ဒီ7မိနစ်စာအေဂျန်သွားပါမယ်ဒါကြောင့်ဖြည်းဖြည်းချင်းပြောင်းလဲကြည့်ဖို့တိုက်တွန်းခြင်းပါခင်ဗျာ ဟုတ်ကဲ့ဒါကတော့ဆရာပြုသည့်ဟာရဲ့ဗုဒ္ဓလိုကြမနမလစဉ်နှစ်ကိုဖတ်ပြပေးသွားတာပါမိတ်ဆွေရဲ့ခံစားသွင်းမြင်တော်မူကိုလည်းကွန်မမှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့ညမှာလည်း common နဲ့စာစကားစုတွေရှားဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်မလေးကို channel တက်တဲ့ဆိုရင် like နဲ့ share လုပ်ပေးနိုင်ပါတယ်အဆုံးထိနောက်ထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ